ဝိုင်းဒီယိုဆောင်ဒေါခင်တန်ဝင်းဒီဆုံးမှုမှာတမီဖြစ်တဲ့ရေရေပွင့်ဖြူနဲ့တမက်ဖြစ်တဲ့အစင်ဖြူလိုင်းတို့ကတော့တနိုင်ကန်လုံးရဲ့ဆဲဆူခြင်းကိုခံနေရပါပြီ။မီးလေးဖြစ်တဲ့အဆုလက်ရေတနာကလေ သူ့ဖွာကမသေးခင်မှာဖုံးဆက်သေးတယ်တဲ့။ဒါမဲ့သူကအကင်းဆော့နေတာဖြစ်တဲ့အတွက်အဖွာဖြစ်သူရဲ့ဖုံးခေါ်မှုကို မကိုင်းမိတာအင်မတန်မှနောင်တရကြောင်းဒီကနေ့မှသူရဲ့ Facebook လိုမှုကိုစာမျက်နှာပေါ်ကနေတင်လာခဲ့တာပဲဖြစ်ပါတယ်။ နော်စဉ်းစားကြည့်လိုက်တော့ဘလောက်ထက်ထိနော် သွေးသွေးယောဂါရှိတဲ့အခွားကို အသက်60အရွယ်ကိုပြစ်ထားလိုက်ကြလေအမှသာကြည့်လိုက်တော့ဗျာစိန်ဖြိုးနဲ့ကျွန်တော်တို့ရီပွင့်ဖြူကတော့ခီးလိုနေတယ်နော်ခီးလိုနေတယ်ဆိုတော့အမေဖြစ်သူနဲ့လေအဆက်တွယ်လုပ်ချင်မှလုပ်မယ်အမေဖြစ်သူကိုတိုက်ခန်းတဲမှာနော်တယောက်တည်းထားတာတော့လွန်တာပေါ့ဗျာနော်အနည်းဆုံးတော့အိမ်ဖော်မလေးပဲဖြစ်ဖြစ်နော်အိမ်အကူလေးပဲဖြစ်ဖြစ်ပေါ့ဗျာဒါကျွန်တော်ကားပြီးတင်တာပေါ့အသက်60အရွယ် ဒါကျွန်တော်တို့တွေးတိုးလေးရှိတယ်တွေးတိုးရှိတဲ့သူကစောင့်တက်လာရင်မလွယ်ဘူးဗျအနည်းနာမှဒါအဖို့ရှိမှရတာနော်ကျွန်တော်တို့တောက်ရမယ့်ဈေးတောင်ကျွန်တော်တို့လမ်းမယူနိုင်တဲ့အနေအထားတွေမှာအများကြီးရှိတယ်နော်တွေးစောင့်တက်ပြီးတော့အခုလေးဆုံးသွားခဲ့တာဆိုတော့လေအင်မတန်မှစိတ်မကောင်းဘူးဒါကြောင့်မလို့ရည်ပွင့်ဖြူနဲ့ဒါစိန်ဖြူကိုနော်ရောကကြတော့နော်သွားချင်းတိုင်းသွားပြောချင်းတိုင်းပြောနေပြီးတော့အမေဖြစ်သူကိုကြတော့တိုက်ခမ်းမှာအော်ထားပြီးတော့အခုလိုမျိုးနော် ဒီကနေ့မှဘယ်လောက်တတိခံစားပြီးတော့နော်ဒီဆုံးလိုက်ရမလဲအနည်းနာမှအသားသမီးတယောက်မှမရှိဘူးမိမိတွေတယောက်မှမရှိဘူးဒီကနေ့မှအင်မတန်မှဝန်ထဲနေမှာတော့အသေးချပဲဒါကြောင့်မလို့တနိုင်ကလုံးကနော်ဒေါ်ခင်သာဝင်းရဲ့ပြည်သက်တွေကလေစိတ်နာနေကြတာပါနော်ဒီမိဖြစ်သူတွေကိုဒေါ်ခင်သာဝင်းခင်ဗျာမှာနော်ကြိုးစားပြီးတော့ကျောင်းပညာရေးနော်အတန်းတိုင်းစုံထားပြီးတဲ့ပညာသက်ကြီးတွေဖြစ်အောင်ထားပြီးတယ်အင်ထောင်ချရတဲ့အထိပြုစုဆောင်လျှောက်ပြီးတယ်ဗျာဆိုတော့နောက်ဆုံးအချိန်မှာကျတော့ပြီးသားပါလေအောင်မှမရှိဘူးနော်သူမျိုးလေးကလေသူဖုန်းခေါ်သေးတယ် ခွန်နေခြေကင်းဆော့လို့တယ်เนาะမကင်ဘူးဆိုတော့ကเนาะသွားပါပြီဒီကိုစိတ်မကောင်းပါဘူးဗျာ